ယခုကြာရောက်နေသောတဘာဝငလင်ပေးကြီးကြောင့်မန္တလေးစကိုင်းဘက်၌ကျောင်းဆောင်တွင်ပြိုပြက်ပျက်စီးသွား၍နေရခက်ခဲရှိသောစာတင်သားယဟန်တန်ကတော်ရှင်သူမြတ်တို့ဖေဟာဘုရားတပည့်တော်ဒီကျောင်းထိုင်တာ၁၈ရက်ပဲရှိပါသေးတယ်ဖေဟာဒါပေမဲ့ထို၁၈ရက်ဘုရားတပည့်တော်ကျောင်းထိုင်ခွင့်ရခြင်းသည်ရှင်ဘုရားတို့ကိုနေရပိတ်လူခွင့်ရဖို့ဖြစ်တည်တာလေလို့ပဲဘုရားတပည့်တော်ခံယူပါတယ်ဖေဟာ ထို့တဲ့ကြောင့်ဘုရားတပည့်တော်ဤကျောင်းမှာတော့ဥဒရတိုင်းနိုင်ရန်များမပြည့်စုံသေးပေမဲ့လည်းပဲကျောင်းဆောင်များထင်သလောက်မပြည့်စုံသေးပေမဲ့လည်းပဲဘုရားတပည့်တော်ယခုတရင်300ဘုရားတပည့်တော်ရဲ့ကျောင်းမှာတော့အဲဓမ္မယုံကျောင်းဆောင်ကြီးတဆောင်ရှိပါတယ်ဘုရားဘုရားတပည့်တော်တရင်300နဲ့ဆောင်လေးတဆောင်လေးရှိပါတယ်ဘုရားရှင်ဘုရားတို့နေရာတိခဏနိုင်ပြီးတော့သာသနာပြုခြင်းနဲ့စိတ်များရှိတဲ့ဆိုရင်တော့ဘုရားတပည့်တော်ရဲ့ကျောင်းမှာလာရောက်ပြီးတော့တရင်300 နေထိုင်ပေးကြဖို့ဘုရားတပည့်တော်ပြုံးပြုံးရှင်ရှင်ကြည်ကြည်နဲ့နဲ့ကြည်ကြည်နုနုနဲ့ဖိတ်မှန်တယ်ကပြုပါရယ်ဘုရားဘုရားတပည့်တော်ရဲ့အကြောင်းကတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တိုက်ကြီးခရိုင်ဖားလူဘူရာကြည်ရွာအုပ်စုအောင်မြေသားရာကျောင်းတိုက်ဖြစ်ပါရယ်ဘုရားဘုရားတပည့်တော်ရဲ့ဖုန်းနံပါတ်ကတော့3969306438ဖြစ်ပါရယ်ဘုရားတို့တော့ကြောင့်ယခုဟွာငလင်ပေးကြီးနိုင်နော်မန္တလေးစကိုင်းဘက်မှကျောင်းဆောင်များပြိုကျပြီးတော့ပြန်လဲ

ဦးကြီးဦးမအောတနာတရားနွားအလိုက်ပြာအနောက်ကနေလုံးကြောက်တော့မဲ့စီသာသာသာကုန်းတော့မယုံဝဲ လုံးမရှင်ပါတော့လေအခဲလို့တင်းလာလိုက်ပါဦးကြီးဦးဟိုမှာအိုးတနာပါစရာနွားအလိုက်ယူပြအနောက်ကနေလို့ပျောက်တော့မဲ့စီးသာ ည်စင်တော့ငါထွန်းတော့နဲ့မင်းရဲ့ဆွေမ